တနင်္ဂနွေနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ၂025မေလတလတာအတွက်တနင်္ဂနွေနေ့မွေးဖွားသောမိတ်ဆွေများရဲ့ကံကြမ္မာကတော့အကောင်းထဲမှာရှိနေပါတယ်ဘယ်ရက်ဘယ်နေ့တွေမှာပို့လို့ရင်ကောင်းလဲဆိုရင်ဗုဒ္ဓူးလေးနဲ့တောက်ကြနေနှစ်ရက်ကအဲ့ဒီရက်ကိုရွေးပြီးတော့လို့ရင်တော့ပို့ကောင်းတယ်ရှောင်းတင်တာကတနင်္ဂနွေနေ့နဲ့ကြာသပတေးနေ့တွေဆိုရင်ရှောင်းတင်ပါတယ်အဲ့တော့ဒီတိကနန်းပါသောရက် ငါးကနန်းပါတဲ့ရက်ကိုယွေးပြီးတော့အင်္ဂလိပ်ကနန်းဖြင့်ယွေးရင်ပိုကောင်းပါလေ။ကံကောင်းတဲ့အောင်ပါလီထီနံဘတ်ကတော့လေးတလုံးကိုအပိုင်ကန်ပြီးတော့ကံကောင်းမဲ့အောင်ပါလီထီနံဘတ်ဖြစ်ထီထိုးပါ။ကံကောင်းစေတဲ့အရာကတော့အစိမ်းရောင်အပြာရောင်ဖြစ်ပါတယ်။ဘယ်ကိစ္စပဲဖြစ်ဖြစ်အလိုလိုချင်တယ်ဆိုရင်2025မေလတလတာအတွင်းမှာအောင်တပြေပန်းရဲ့ရွက်လာပန်းနှစ်ခုပူးပြီးတော့မှအိမ်ဖျားလူချင်းအားဖြင့်လည်း တနင်္ဂနွေနေ့မွေးပွားသောမိစေများအားလုံးအထူးကံကောင်းပါလိမ့်မယ်။အခြေကိစ္စကံကောင်းမယ်အိမ်တော်ကြီးကိစ္စကံကောင်းမယ်အောက်လက်ငယ်သားသားသမီးကိစ္စလည်းအထူးကံကောင်းနေပါလေပြောပွရာမရှိပါဘူး။ငါးလပိုင်းတလတာလုံးဟာဘာသာရေးများများလို့ပါအဋ္ဌံပတိစိတ်ခြင်းနဲ့ဆိုရင်အရဟံတိဋ္ဌိအောင်ဆိုတာကိုပတိကိုယ်ဘက်စိတ်ခြင်းအပြင်တရားရှလုံးပတိနဲ့ကိုယ်ဘက်စိတ်ခြင်းအပြင်လည်းရည်ရထားတဲ့ကိုယ်မှန်းထားတဲ့အရာတွေအားလုံးအစဉ်ပြေချုံးမွေးပါလိမ့်မယ်။အဲ့တော့ တနင်္ဂနွေနေ့မိုးပါသောမိတ်ဆွေများကျွန်ုပ်နဲ့ဘေးရင်ဓာတ်ရိုက်မေးခြင်းနဲ့ဆိုရင်၄၃လုံး၅၃လုံး၈၃ညာနှစ်မှာ KP Wave ညံမူစော်ကတယောက်ကို1000ခွဲသတ်မှတ်ထားပါဗါအချိန်အားရင်ဖြည့်ပြီးပါမယ်မအားလို့ကျွန်တော်ပြန်ပြီးတော့ဖုံးမကန်ဖြစ်တာအဆက်အသွယ်ဘိုင်ဘာကနေပြန်မပြောဖြစ်တာဆိုလဲနားလဲခွင့်လို့ပေးစီလိုပါတယ်တနင်္ဂနွေနေ့မိုးပါသောမိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများစွာဖြင့်မေလ2025မေလတလတာလုံးအေးချမ်းစွာဖြတ်သန်းနိုင်ပါစေဗျာ တနင်္လာနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ၂025မေလတလတာတွင်မှာတနင်္လာနေ့မွေးဖွားသောမိတ်ဆွေများဖုံးကံမြင့်နဲ့တလကိုဖြတ်နေတယ်လို့အဖြေထွက်ပါတယ်အရေးကြီးတဲ့ကိစ္စအလုပ်လုပ်မယ်ဆိုရင်စနေနေ့နဲ့တနင်္လာနေ့ရက်ကိုလုပ်ပါပို့ပြီးတော့ကံကောင်းပါလိမ့်မယ်ရှောင်းတင်တာကဗုဒ္ဓနေ့နဲ့တနင်္ဂနွေနေ့ကိုရှောင်းပါမယ် အလုပ်တခုလုပ်တဲ့အခါမှာလည်းနည်းနည်းသတိထားရမယ့်အချက်လေးတော့ရှိပါတယ်။အောက်လက်ငယ်သားကိုမွေးထားတဲ့ကိုခေါ်ထားတဲ့ကိုခိုင်းထားတဲ့သူနဲ့ပတ်သက်ရင်တော့အနှဲငယ်စိတ်ညစ်ရပါလိမ့်မယ်။ဒါပေမဲ့အလောက်စူးစူးဝါးကြီးတော့မဖြစ်ပါဘူး။နောက်ပြီးတော့ငွေကန်ကောင်းမယ်၊ထီကန်ကောင်းမယ်။ထီထိုးမယ်ဆိုရင်နှစ်နဲ့ခွန်တလုံးလုံးကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမယ့်အောင်ပါလီထီနံဘတ်ဖြစ်ထီထိုးပါ။ကျွန်တော်တို့ကန်ကောင်းစီတဲ့အရောင်ကတော့အဖြူရောင်ဖြစ်ပါတယ်။ဘယ်ကိစ္စပဲဖြစ်ဖြစ်တင်းလန်နေမွေးဖွားသောမိတ်ဆွေများ၂၀၂၅ မေလတလတာလုံးမှာဂုံတော်၉ပါးပရိစိတ်ချင်းအားဖြင့်တရားရှင်လုံးပရိနဲ့၉ပါးစိတ်ချင်းအားဖြင့်လည်းကိုလုတ်ချင်တဲ့ရည်အရာတွေရည်ရွယ်ထားတဲ့အရာတွေတဏ္ဏနေမှုပါသောမိတ်ဆွေများအားလုံးအဆင်ပြေချောမွေ့ပါလိမ့်မယ်အဲ့တော့ကျွန်တော်နဲ့ဗေဒင်မေးဖို့တိုက်ရိုက်မေးခြင်းနဲ့ဆိုရင်၄၃လုံး၅၃လုံး၈၃ညနှင့်ဖို့ဟိုဘိုင်ဘာဖွင့်ထားတယ် KB ဝေးဖွင့်ထားတယ်ညံဘူးဇောကတူကို၁၀၀၀ခွဲသတ်မှတ်ထားပါတယ်အဆင်ပြေရင်တော့ဟောပြပါမယ်အဆင်မပြေဘူးဒီမှာ အလုတ်များနေတဲ့အချိန်ဆိုပြန်မဆက်သွင်းလဲနားလေခွင်းလို့ဘေးစီလို့ပါတယ်အဲ့တော့တင်းလာနေမွေးပွားသောမိတ်ဆွေများအားလုံး2025မေလ9လပိုင်းတလတာလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းပါခြင်းများစွာဖြင့်ဤချမ်းစွာဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။မင်္ဂလာနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ။2025မေလတလတာအတွက်တလတာဟောစနံလေးပြောပြပြီးမှဖြစ်ပါတယ်။အင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများ မေလာတလာတာထဲမှာငွေနဲ့ပတ်သက်ပြီးတော့နည်းနည်းသတိထားစီမြင်ဖို့လေးကြည့်ပါရဲအလှည့်ပြားခံရတတ်တယ်လိန်လေခံရတတ်တယ်ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့အဲ့လိုဟိုကုကုပ္ပစံနဲ့ကိုအမုန်းခံရတတ်တဲ့လတလာကိုဖြတ်တယ်လို့နားလည်သဘောပေါက်စီလို့ပါရဲနောက်တစ်ခုကခီးထွက်ဖို့နောက်တစ်ခုတနေရာသွားဖို့မှာနောက်တနေရာတစ်ခုတစ်ခုရွှေ့ဖို့ပြောင်းဖို့မှာနည်းနည်းအခက်ခဲဖြစ်တတ်ပါရဲကံကောင်းတဲ့ရက်တွေကတော့ကြာသာပတိနဲ့စနေနေ့ဟာကံကောင်းတဲ့ရက်တွေဖြစ်ပါရဲရှောင်းတဲ့နဲ့ရက်ကတော့ဒင်းလာနေနဲ့တောက်ကြနေကိုရှောင်းပါ စာချုပ်စာတမ်းလက်မှတ်ထိုးတာစာချုပ်စာတမ်းအယောင်မဝင်မတွေအဲ့လိုဖြစ်တာလေးလည်းသတိထားစီလိုပါတယ်အာမမခံပါနဲ့သူတို့ဘာကိစ္စခေါင်းခံဖြည့်ရှင်းတာတွေမလုပ်ပါနဲ့တခါကျရင်အချင်းချင်းတွေကလူရင်းတွေကပြဿနာလေးတွေလူရင်းတွေကဒုက္ခပေးတာလေးတွေလည်းကြုံတတ်ပါတယ်ထီထိုးကန်စမ်းမယ်ဆိုရင်ငါးတလုံးကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလေးထီနံပါတ်ဖြစ်ထီထိုးပါကန်ကောင်းစီတဲ့အယောင်ကအဝါယောင်ရှည်ယောင်ဖြစ်ပါတယ်ဒီကာလမှာ၅လပိုင်းတလားတလုံး2025မှာ အဋ္ဌံတကူကဝิญဉ်နေဆိုရင်ပရိစိတ်ခြင်းနေဆိုရင်ဘရောက်သားပဒီနဲ့ဘုဒ္ဓောဆိုတာကိုပရိစနပတ်ချိတ်စိတ်ခြင်းအားဖြင့်လဲအင်္ဂါနေ့မူပေါ်တော်မိစေမြအစစအရာကံကောင်းချုံးဝေပါလိမ့်မယ်အိမ်ဖျားမှာနှင်းစီပန်းက9ပွင့်မြေမြုပ်ပန်းက9ပွင့်ကိုဖန်ွက်ထဲမှာထက်ရေလေးထက်ပြီးရင်ဖျားမှာထီးလေးတစ်လက်ပါလှူခြင်းအားဖြင့်လဲအင်္ဂါနေ့မူပေါ်တော်မိစေမြအထူးကံကောင်းပါလိမ့်မယ် အဲ့တော့အင်္ဂါနေ့မူပါသောမိတ်ဆွေများကျွန်တော်နဲ့ဘေးရင်တိုက်ရိုက်ပေးခြင်းနဲ့ဆိုရင်၄၃လုံး၅၃လုံး၈၃ည2ဗိုက်ဘာဖွင့်ထားတယ် KB wave ဖွင့်ထားတယ်ဆက်သွယ်ပြီးတော့မင်းမြန်နိုင်ပါတယ်ညံမှုစောကတူကို15000တက်မှတ်ထားပါတယ်အားရင်တော့ကျွန်တော်ပြန်ဖြေပြီးပါမယ်မအားရင်တော့စိတ်မစိုးပါနဲ့နားလဲခွင့်လို့ပြီးပါလို့ပြောပြရစီအဲ့တော့အင်္ဂါနေ့မူပါသောမိတ်ဆွေများအားလုံး2025မေလတလတာလုံး စေချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများစွာဖြင့်အေးချမ်းစွာဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗုဒ္ဓနဲ့မွေးဖွားသောမိတ်ဆွေများဗုဒ္ဓနဲ့ညက်နေမွေးဖွားသောယာဟုမွေးဖွားတယ်ဆိုကြပါလို့ယာဟုမွေးဖွားသောမိတ်ဆွေများပေါ့အဲ့တော့2025မေလတလတာအတွင်းမှာဒီကာလမှာတွာရာလာရာဟလာနေရာထိုင်တာနော်စကားပြောတာကအစသတိထားစင်ညင်မှုအရေးကြီးပါတယ်။ဘာမှမဟုတ်တဲ့ကိစ္စလေးတွေနဲ့လည်း စကားများတာတွေနောက်ပြီးတော့စိတ်ညစ်ရတာရံများတာတွေကြုံပါလိမ့်မယ်အတိုက်ခိုက်အပြိုင်ဆိုင်လေးတွေပေါ်ပါလိမ့်မယ်အလုံးမတီမြဲတက်ဟူနေရာရွှေ့ပြောင်းတဲ့ပတ်သက်ရင်ချက်ချင်းမကောင်းဘူးမသေးကြပဲနဲ့မပြောင်းပါနဲ့တေချာမှပြောင်းပါလို့ကျွန်တော်တို့ပြောချင်ပါတယ်ဘုရူဘုရူနေ့မွေးခွားသောမိတ်ဆွေများရောညနေပိုင်းမူပေါ်တော့မိတ်ဆွေများအဲ့တော့ဒီကာလမှာအစအစရရသတိထားမယ်နောက်ထိခိုက်ဒဏ်ရာရတာကျမ်းမာရေးနဲ့ပတ်သက်တာဒါလေးတွေလည်းစိုးရင်စရာလေးတွေဖြစ်ပါတယ်စေုံစီကံပြရတာလေးတွေကြုံတက်တယ် မလိုအပ်ဘဲနဲ့ပတ်စံနေကုန်တတ်ပါတယ်အဲ့တော့အရေးကြောင်ကိစ္စရှိလို့အလုပ်တစ်ခုလုပ်မယ်ဆိုရင်ကြာသာပတိနေ့လုပ်ရင်ပိုကောင်းပါတယ်ရှောင်းတင်တာကဒန်းလာနေနဲ့ဘုရုဒန်းလာနေနဲ့တောက်ကြနေဆိုရင်ရှောင်းတင်ပါတယ်အဲ့ဒီကိုဘာမှမလုပ်ပါနဲ့စာချုပ်ချုပ်ဆိုတာလက်မှတ်ထိုးတာကြားဝင်တာလည်းသတိထားစီလိုပါတယ်ထီထိုးကန်ဆမ်းမယ်ဆိုရင်ငါးကလုံးနဲ့အပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလီထီနံပါတ်ဖြစ်ထီထိုးပါကန်ကောင်းစီတဲ့အယောင်ကအဝါယောင်ရွှေယောင်ဖြစ်ပါတယ်ဒီကာလမှာ 2025ငါးလပိုင်းတလတာလုံးမှာဘုံဒူးနေ့မွေးဖွားသောဘုံဒူးညနေမွေးဖွားသောသူများဘယ်လို့ပဲဖြစ်ဖြစ်ကံကောင်းခြင်းနဲ့အလုပ်လုပ်တာအစဉ်ပြေချုံးမွေးခြင်းနဲ့ဆိုရင်အိမ်ဖះမှာမနဲ့မနဲ့မှာပေါင်မှုထောပတ်လေပေါင်မှုထောပတ်တုပ်လေဖះဆုံးတော့ကတ်ခြင်းအပြင်လဲကံကောင်းနိုင်ပါတယ်ဖန်ခွက်တစ်ခွက်ထဲမှာရေထည့်မယ်မင်းမျိုးပန်း၅ပွင့်ထည့်နှင်းစီပန်း9ပွင့်နှင်းစီပန်းဆိုတဲ့နေရာမှာစူးပါရင်ညှက်ပြပါပေါင်းထည့်ပြီးတော့မှအိမ်ဖះမှာအဲ့ဒီပန်းလှူခြင်းအားဖြင့်လဲ ဗုဒ္ဓနေ့မွေးဖွားသောမိတ်ဆွေများညနေမွေးဖွားသောမိတ်ဆွေများအထူးကံကောင်းပါလိမ့်မယ်။အဲ့တော့ဗုဒ္ဓနေ့မွေးဖွားသောမိတ်ဆွေများအားလုံးကျွန်တော်နဲ့ဗေဒင်တက်ရိုက်မေးဖို့ဆိုရင်၄၃လုံး၅၃လုံး၈၃ညနှစ်မှာညံဘူးစောက1000ခွဲသတ်မှတ်ထားတယ်။ဘိုင်ဘာဖွင့်ထားတယ်၊ KP ဝေမန်နေလည်းဖွင့်ထားပါတယ်။လွှဲပြီးပြီဆိုရင်ကျွန်တော်ဟောပြပါမယ်။အဲအဆက်အသွယ်မရလို့စကားမပြပြောလို့ဟလာဖြစ်ရင်လည်းစိတ်မဆိုးပါနဲ့မအားတဲ့မအားတဲ့ကြားရတာ များဟောပြရတာဖြစ်တဲ့အတွက်ကြောင့်မလို့နော်အဲဒါဘော်ဒူးနေမွေးဖွားသောမိတ်ဆွေများအားလုံး2025မေလတလတာလုံးမှာအေးချမ်းစွာဖြင့်ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်သဗ္ဗရီနေမွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025မေလတလတာလုံးမှာဖြတ်ရမယ်တင်တို့ရဲ့ကံကြမ္မာလေးကိုဟောပေးပါမယ်အဲတော့ကျန်သာပြင်းနေမွေးဖွားသောမိတ်ဆွေများအခုလာမယ့်မေလတလတာတွင်မှာအလုတ်ကင်ကောင်းမယ် ခยีကောင်းမယ်ဒါပေမဲ့ဒီအကြီးကဲနဲ့ပတ်သက်တဲ့လူတွေစသဖြင့်ဟိုကိုအုပ်ချုပ်တဲ့သူတွေအဖေအမေကြီးကဲသူတွေနဲ့ပတ်သက်ရင်တော့အနှဲငယ်စိတ်ညပါလိမ့်မယ်အနှဲငယ်စိတ်ညမယ်ဆိုတော့ဒါကြီးကမကြော်နိုင်ဘူးလို့ပြောတာမဟုတ်ပါဘူးအားလုံးကြော်လွားနိုင်ပါလိမ့်မယ်အဲ့တော့ဂျာသာပရီနေမူပါသောမိစေများအရေးကြီးတဲ့ကိစ္စအလုံးလုံးမယ်ဆိုရင်တောက်ကြာနေတဲ့တနင်္ဂနွေနေ့အလုံးလုံးရင်ခုအတွက်ကံကောင်းတဲ့နေ့လို့နားလဲပါငါးလပိုင်းတလားတလုံးမှာ ောက်ကြနေကုန်မဟုတ်တနေကုန်နေလို့ပါရှောင်းတာရှောင်းအောင်မဲ့နိနံနေရအင်္ဂါသားသမီးစနေသားသမီးနောက်အင်္ဂါနေ့တွေစနေနေ့တွေကိုလှုပ်လို့ရင်ပျက်စီးဆုံးရှုံးတတ်ပါတယ်အဲ့တော့ဂျာသာရီနေ့မွေးဖွားသောမိစေများဘာမှမလိုအပ်ဘဲနဲ့အဲ့လိုပျက်စီးလေးတွေပျက်ပျက်ပြတ်တာပေါ့ဥမာဆက်ပျက်စီးပြတ်တာလို့ဆက်ကြောင့်စိတ်ညစ်ရတာလို့ဒါလေးကြုံတတ်တယ်တခုနားလေသဘောပေါက်ကွာစနေနံအဝင်မတော်ဘူးငါးလပိုင်းတလားတာလုံးမှာစနေနံဆိုတာ အဲစနေနံဝင်ပြီးအိမ်မှာရှိတဲ့ကျမ်းမကြီးညံ့တဲ့သူတယောက်ဒုက္ခရောက်တတ်တယ်အဲ့တော့စနေနံဆိုတာနံပါတ်1ဆက်ပစ္စည်းဆိုတဲ့နေရာမှာ나이လုံးဝအဝင်မတော်ပါဘူး나이မဝယ်ပါနဲ့နော်နောက်ပြီးတော့ကံကောင်းစီတဲ့အယောင်ကအနိယောင်ကံကောင်းစီတဲ့အောင်ပါလီထီနံပါတ်ကိုထီကနန်းကိုရွေးမယ်ဆိုရင်1နဲ့9နှလုံးထဲမှာတလုံးလုံးကိုအပိုင်ကန်ပြီးတော့ကံကောင်းမဲ့အောင်ပါလီထီနံပါတ်ဖြစ်ထီထိုးပါအဲ့ကြာသာပတိနေမွေးပွားသောမိစေများဘာပဲလှုပ်လို့အထူးကံကောင်းခြင်းနဲ့ဆိုရင် ်အရဟံဆိုတာတွေကိုပတိကိုပတ်တရားရှင်လုံးပတိနဲ့စိတ်ချင်းအားဖြင့်လဲ9လပိုင်းတလားတာလုံး2025 9လပိုင်းတလားတာလုံးကံကောင်းနိုင်ပါလိမ့်မယ်။အိမ်ဖျားမှာအုံတညွန်းတပြေညွန့်လေးချောင်းညွန့်ထည့်ပြီးဖျားကိုမကြမကြလှူပေးခြင်းအားဖြင့်လဲကံကောင်းနိုင်ပါတယ်။အဲ့တော့ကျန်တာပတိနေမူပေါ်သောမိတ်ဆွေများကျွန်တော်နဲ့ဘေးရင်တိုက်ရိုက်ဟောမေးမယ်ဆိုရင်၄၃လုံး၅၃လုံး၈၃ညာ2ဒါပါဖွင့်ထားတယ်ကေပေးဝေးဖွင့်ထားတယ်ညံဘူးစောကတူးကိုတပေါင်းခွဲသတ်မှတ်ထားပါတယ် အားရင်ဖြည့်ပေးပါမယ်မအားလို့ရှိရင်လည်းစိတ်မစိုးပါနဲ့လို့တခါလည်းပြောပြရသေး2025မေလ9လပိုင်းတရတာလုံးကြာသာပတိနေ့မူဖော်သောမိတ်ဆွေများစိတ်ချမ်းသာရင်ကိုယ်ဤချမ်းသာခြင်းများစွာဖြင့်အေးချမ်းစွာဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရဗျာတောက်ကြာနေ့မူဖော်သောမိတ်ဆွေများ2025 9လပိုင်းတရတာလုံးမှာတလတွင်ဖြစ်မဲ့ကံကြမ္မာလေးတွေပေါ့အကောင်းဆုံးလေးတွေကိုဟောပြပေးမှာဖြစ်ပါတယ် အဲ့တော့တောက်ကြနေမူပါသောမိစေများ9လ2025 9လပိုင်းအတွင်းမှာဖြတ်သန်းမဲ့အရာလေးတွေကဟိုမရောက်ဒီမရောက်ရှေ့တူရခက်နောက်ဆိုရခက်တူလူတန်းလအလုပ်တွေမပြီးပြတ်တာဒါလေးတွေကြုံတတ်ပါတယ်ဇိုလိုဂျင်နာကတော့တောက်ကြနေမူပါသောမိစေများအလုပ်တစ်ခုခုလုပ်တော့မှဆိုရင်ပြီးပြတ်အောင်လုပ်ပါပြီးဆုံးအောင်လုပ်ပါဒါဆိုရင်ဒီ9လပိုင်းတလားတာကိုကျော်လွှားနိုင်ပါလိမ့်မယ်ဟိုအလိုရအကောင်တို့ဒီဟာလိုအကောင်တို့နဲ့အချိန်ဆွဲခြင်းဆွဲခြင်းအားဖြင့်လေတလာလုံးကဟိုလိုလိုဒီလိုကုံသွားတတ်တယ် ဘာမဟုတ်ပဲနဲ့အချိန်တွေကုန်သွားတတ်တယ်ဆိုတဲ့ဂိမ်းမျိုးဖြစ်နေလို့ပါအဲ့တော့အရေးကြီးတဲ့ကိစ္စလေးတွေစကားပြောမယ်ဆိုရင်တင်းငွေတွေနေအင်္ဂါနေ့ဟာအကောင်းဆုံးနေ့ဖြစ်ပါတယ်ရှောင်းရမှာတင်းလာနဲ့ကြာသာပြီးနေ့ကိုရှောင်းမှာထီထိုးကန်စမ်းမယ်ဆိုရင်သုံးတလုံးနဲ့ကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလေထီနံပတ်ဖြစ်ထီထိုးပါကန်ကောင်းစီတဲ့အယောင်ကနင်းညော်ဖြစ်ပါတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်အဋိဌံလေးတစ်ခုခုနဲ့အလုံးလုံးမယ်ဆိုရင်အရဟံကို ဒီကိုဘစိတ်ချင်းအပြင်လဲတောက်ကြနေမွေးဖွားသောမိစေများကိုရည်ရထားတဲ့အကြံစီထားတဲ့အရာတွေကိုကြော်လွားလွတ်မြောက်နိုင်ပါလိမ့်မယ်။ကျမ်းမာရေးဂယုဆိုင်ရမယ်။နောက်ပြီးတော့သွားရလာတာထိခိုက်ဒဏ်ရာရတာလေးအထူးဂယုဆိုင်ရပါလိမ့်မယ်။ဒီကာလထဲမှာကိုဖြစ်ချင်တဲ့ဆန္ဒတွေရည်ရထားတဲ့ကိစ္စတွေအိမ်ဖျားမှာအလူတစ်ခုလုပ်မယ်ဆိုရင်ကျွန်တော်တို့အုံစွန်လေးမကြမကြစွန်းတော်ကတ်ခြင်းအပြင်လဲကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုကြော်လွားလွတ်မြောက်နိုင်ပါလိမ့်မယ်။အဲ့တော့ တောက်ကြနေမွေးပွားသောမိတ်ဆွေများကျွန်တော်နဲ့ဘေးရင်တိုက်ရိုက်မေးခြင်းနဲ့ဆိုရင်၄သုံးလုံး၅သုံးလုံး၈သုံးညနှစ်ဘိုင်ဘာဖွင့်ထားတယ် KP ဝိမန်နီဖွင့်ထားတယ်ညံပူဇော်ကတူဦးကိုတပေါင်းခွဲသတ်မှတ်ထားပါတယ်အစဉ်ပြေလို့အချိန်အားဟောပြပါမယ်အစဉ်နော်အချိန်အဆက်သွယ်ဟလာပြောဟိုမပြောဖြစ်လို့ဟလာမပြန်ဖြစ်လို့ရှင်လဲနားလည်ခွင့်လို့ပြီးစီလို့ပါတယ်အဲ့တော့2025ငါးလပိုင်းတလားတာလို့မှတောက်ကြနေမွေးပွားသောမိတ်ဆွေများအားလုံး အေးချမ်းစွာဖြင့်အောင်မြင်စွာဖြင့်ကိုလိုတဲ့အလုပ်တွေငြင်းချမ်းစွာဖြင့်လှုပ်ဆောင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်စနေနေ့မိုးပါသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025မေလ9လပိုင်းတလားတာလုံးမှာအကောင်းဆိုးလေးတွေကိုဟောပြီးမှာဖြစ်ပါတယ်အဲ့တော့2025 9လပိုင်းတလတာအတွင်းမှာစနေနေ့မွေးဖွားသောမိတ်ဆွေများသည်ဖုံးကန်ရှိနေသေးတယ်ကိုပြောစကားအောင်မြင်နိုင်မယ်။နောက်ပြီးတော့ရက်ထားတာလေးပြန်လောရတတ်တယ် မလိုရတော့ဘူးငြိမ်သွားပြီဆိုတဲ့ဟာကြီးတစ်ကပြန်စပြီးလောက်ရတယ်ဇိုလိုချင်းနာငါးလပိုင်းတလားတာဒီစတင်ချင်းဖန်တီးချင်းပုံဖော်ချင်းတွေအားလုံးကောင်းတယ်ဆိုတဲ့ထဲမှာပါနေပါတယ်အဲ့တော့ဘယ်နေ့တွေယူရင်ကောင်းမလဲတရင်လာနေနဲ့ဗိုလ်ဓူနှစ်ရက်ကိုယူရင်အကောင်းဆုံးမှာရှောင်းတင်တာအင်္ဂါနေ့နဲ့တောက်ကြံနေ့ကိုရှောင်းပြီးတော့လုပ်ပါကံကောင်းစီတဲ့အယောင်ကအဖြူယောင်ဖြစ်ပါတယ်ကံညံ့စီတဲ့အယောင်ကတော့အနဲ့ယောင်အနဲ့ယောင်လုံးဝမွတ်ပါနဲ့ ဲ့တော့ထီထိုးကန်စမ်းမယ်ဆိုရင် ရှစ်တလုံးနဲ့ကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလီထီနံဘတ်ဖြစ်ထီထိုးပါကျမ်းမာရေးအနေနဲ့ဆိုလို့ရှိရင်အစားမားတာဈေးမားတာလေးတွေကယူဆရလိမ့်မယ်အသက်ရှူချက်တာမောတာလေးတွေလည်းကယူဆရပါလိမ့်မယ်စနေနေ့မြို့ဖော်သောမိတ်ဆွေများ၅လပိုင်းတလားတာတွေမှာဘာပဲလို့လို့အဆင်ပြေချုံးမွေးခြင်းနဲ့ဆိုရင်တဲ့ ကိုနဲ့ကိုနေတဲ့နေရာနဲ့နီးတဲ့ပတ်ဝန်းကျင်မှာကလေးလေးတွေကိုပြောင်းထားပါကလေးလေးပြောင်းထားဆိုတော့အမကလေးတွေမိုးဝပေးလိုက် မုတ်လေးဝယ်ကျွေးလိုက်မုတ်လေးတွေဝေပေးခြင်းအားဖြင့်စနေနေ့မိုးပေါသောပိတ်စီများအားလုံးဟလာကလေးတွေပျော်ခြင်းအားဖြင့်စနေသားသမီးများအားလုံးပျော်တဲ့နမိတ်ကို၅လပိုင်းမှာရပါလိမ့်မယ်အဲ့တော့ဒီကာလထဲမှာဟလာဘာပဲလို့လို့ဒေထန်လေးတခုပါဝင်နေတယ်ဆိုရင် လောကဝိတုကိုတရားရှင်လုံးပတိလေးနဲ့ ကိုယ်ပတ်စိတ်ချင်းအားဖြင့်လည်းကိုယ်ကြံစီထားတဲ့အရာတွေရည်ရွယ်ထားတဲ့အရာအောင်ချုံးမှုပါလိမ့်မယ်ဒီတလ9လပိုင်းတလတာအတွင်းမှာတကူးကြည့်တဲ့ဖရာတကူးကြည့်တဲ့ဇီတွေရောက်ရင်အမြဲတမ်းမကြမကြာရေသက်ပယ်ခြင်းအားဖြင့်လည်းအေးချမ်းမှုတွေပိုရပါလိမ့်မယ်အဲ့တော့ဇနီးနေ့မူပါသောမိတ်ဆွေများကျွန်ုပ်နဲ့ဘေးရင်မေးမယ်ဆိုရင်၄သုံးလုံး၅သုံးလုံး၈သုံးညာ2ဘိုင်ဘာဖွင့်ထားတယ်၊ကေဘေးဝိမာန်ကြီးဖွင့်ထားတယ်၊ညံပူဇော်က1000ခွဲသတ်မှတ်ထားပါတယ်။ အဲ့မှာညံမှုစောကလွဲပြီးရင်ကျွန်တော်အားရင်တော့ဟောပေးပါလိမ့်မယ်နာမည်မူသက်ကအတိကျတော့ပို့ပေးရပါတယ်ဆိုတော့ကမအားလို့ပြန်ပြီးအဆက်အသွယ်မလုပ်ရင်လည်းစိတ်မဆိုးပါနဲ့လို့တခါတည်းပြောပြရစီနော်အဲ့တော့စနေနေ့မူဖော်သောမိတ်ဆွေများ2025 5လပိုင်းတလားတာလုံးမှာအေးချမ်းစွာဖြင့်စိတ်ကူးကောင်းကောင်းအတွေးခေါ်ကောင်းကောင်းအယူဆကောင်းကောင်းအကြံစီကောင်းကောင်းလေးနဲ့5လပိုင်းတလားတာကိုအောင်မြင်စွာ ဖြတ်သန်းနိုင်ပါစေအေးချမ်းစွာဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ